မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးသွားကျွန်တော်ကတော့နီဥပရေသား37နိုင်ဖဲနဲ့သာကစားပါတဘောတရားရွေးချယ်ခွင့်ပေးပြီးလဲစားတဲ့အကွက်ဟာအကောင်းဆုံးသောမြောက်ကွက်ကောင်းဖြစ်ပြီး တပတ်သားရဲ့စိတ်ထဲမှာအရာအားလုံးကိုထိန်းချုပ်ထားတယ်လို့စိတ်အယုံသွင်းလိုက်ပေမဲ့တကယ်တော့ကိုကပဲအသာစီးရယူထားပြီးကြိုးကင်ထားတယ်လို့မျိုးပရိယေစင်နိုင်ရမယ်။ကိုပေးလိုက်တဲ့ရွေးချယ်ကွင်းတွေတဲကနေဘာကိုပဲရွေးချယ်ကြပါစေကိုလိုချင်တဲ့ဘောင်အတွင်းသာရှိနေအောင်ကြိုးကင်ထားရမယ်။ကိုအထွက်အချိုးရှိနိုင်မယ်ဆိုရင်ဂွင်ဖန်ပြီးရန်သူကိုရှေတိုးမရနောက်ဆုံးမရတဲ့ဂျင်းနေချက်ထဲရောက်အောင်မတိမတာတွတ်တွင်ပါ။ ရွေးချယ်ရခဲ့တဲ့ဖြေးလန်းနှစ်ခုတည်းကတခုကိုမရွေးလို့မရအောင်ဖိအားပေးတယ်ရမယ်။ဘယ်ဘက်လဲလဲကြောက်သေးကြသွားနိုင်တဲ့ရွေးချယ်ခွင့်မျိုးနဲ့အကြက်ကင်တည်းရမယ်။နေစေလွတ်လပ်ခွင့်လောက်ပိုင်ခွင့်ရွေးချယ်ခွင့်စားတဲ့ဝါဟာရတွေကနားကြားကောင်းသလောက်တကယ်လက်တွေ့လူနေမှုဘဝမှာတော့အတိုင်းအတာနဲ့ကန့်သက်ထားချက်တွေရှိပါသေး။ဈေးကွက်စီးပွားရေးနိုင်ငံရေးအလောက်အကန့်အခွင့်အလမ်း စသဖြင့်ဘယ်နယ်ဘယ်နဲ့ပဲရှင်လိုက်ပါစေမတူညီတဲ့အတိုင်းတာပမာဏကန့်သက်ချက်တွေနဲ့သာအလုပ်လုပ်ပါရင်အကန့်အသတ်ကိုစီနဲ့လက်တွေ့လူနေမှုဘဝမှာတည်ရောက်မှုများစွာ ရှိနေလို့သာရွေးချယ်ခွင့်တွေဆိုတာကအရှိန်အဝါဩဇာအာဏာအတွက်လှည့်ကွက်ထုတ်ထည့်နေရမှာအင်မတန်အသုံးကျပါရည်တခုမဟုတ်တခုရွေးခွင့်ရှိနေသေးတဲ့ဆိုရက်မျောလင်းချက်အတူကနေရန်သူကိုပြစ်စီ တပတ်သားကိုဖြစ်စေထိန်းချုပ်ဂိုင်တွယ်လို့ရနိုင်တဲ့နီးလန်းတွေအများကြီးရှိပါတယ်။အကြောင်းမျိုးမျိုးကြောင့်ရွေးချယ်ခွင့်တွေကနေပဲစီပေါင်အလိုက်ဒေချာစီရှိနေကြပါလိမ့်။ကိုပိုင်ဆုံးဖြတ်ခွင့်၊သုံးသက်ခွင့်၊စမ်းစစ်ခွင့်ရှိနေပါသည်။ဘာနယ်သူတွေနဲ့ထိတ်တားရင်ဆန်ရတဲ့အခါမှာကိုရဲ့လုံပိုင်ခွင့်တွေအားလုံးကရွေးချယ်ခွင့်ရဲ့အကန့်အသတ်တွေကြောင့်စီးကျက်ခံရတတ်ပါရဲ့။ဒါကြောင့်အချိန်အဝါရှိလို့သူတွေအနေနဲ့ တပတ်သားရဲ့လုံပိုင်ခွင့်တွေကိုရွေးချယ်ခွင့်တွေအဖြစ်ပြောင်းလဲပြီးလှည့်စားတက်ဖို့လိုပါ ರಿ ။အဲဒီလိုမျိုးရွေးချယ်ခွင့်တွေကိုလက်ကွက်ထုတ်ရင်းတည်ထားရမယ့်နီးလန်းတွေတည်တန်းရှိပါ ರಿ ။လူမှန်ရင်လုံပိုင်ခွင့်ကိုစီရှိကြပြီးသားပါ။ဒါပေမဲ့အသိဉာဏ်ပညာရှိပုံချင်းမထူကြတဲ့အတွက်အမျှော်အမြင်ရှိမှုဆိုင်ရာအမြင်ကျေပုံကွာခြားကြမှာပါ။အဲဒီလုံပိုင်ခွင့်ကိုသာရွေးချယ်ခွင့်တွေအဖြစ်ပြောင်းလဲပြီးလှည့်စားနိုင်ရင်တော့ လူတွေကိုကိုယ်စိတ်တိုင်းကျကြိုးကင်ခွင့်ရမှာဖြစ်ပါတယ်။အယောင်ခွဲပြီးရွေးချယ်ခွင့်ပေးပါ။ဟင်နရီကစင်ဂျာရဲ့လက်တော်လဲကွက်ဖြစ်ပါ रे ။တမရနစ်စင်ရဲ့နိုင်ငံသားရေးဝန်ကြီးဖြစ်ဒါဝင်ထန်းဆောင်နေကစင်ဟာကစင်ဂျာဟာနစ်စင်ထက်ပိုပြီးသက်ဆိုင်ရာတရင်ချက်လက်များစွာရရှိထားသူဖြစ်တဲ့အတွက်နစ်စင်အနေနဲ့နိုင်ငံရေးမူဝါဒဆိုင်ရာဆုံးဖြတ်ချက်ချဖို့လိုအပ်လာ၏။ တင်းတော်မယ်အကြောင်းအရာတွေကိုကစင်ကြားဘက်ကကြိုပြင်ထားပြီးသားပါဒါပေမဲ့ခြားမတဲ့နဲ့ဆုံးဖြတ်ချက်တွေကိုကစင်ကြားကနေစင်ကိုတိုက်ရိုက်ကြီးအကြံပြုရင်လက်ခံမှာမဟုတ်တဲ့အတွက်ရွေးချယ်စရာဖြစ်အကြောင်းအရာတွေကိုအယောင်ခွဲသလိုမျိုးသုံးလေးခုခွဲပြီးဘယ်ဟာကဘာဖြစ်နိုင်တယ်ဘယ်ဟာကဘယ်လိုအကျိုးဖြစ်မယ်စသဖြင့်လှည့်ခွက်ထုတ်တိုက်တွန်းရပါပြီအမှန်တော့ရွေးချယ်စရာတိုင်းကနေစင်ရဲ့စိတ်ကြိုက်လိုက်ခွဲကြပေးထားတာဖြစ်တဲ့အတွက် အပြောကောင်းရင်ကောင်းသလိုကစင်းညာဖြစ်စေခြင်းနဲ့ဆုံးဖြတ်ချက်မျိုးနေစဉ်ရွေးဖြစ်ခဲ့တာပဲများပါတယ်။နေစဉ်နေနဲ့တမရအဖြစ်ကနေတရားဝင်နှုတ်ထွက်သွားခဲ့တဲ့အထိကစင်းညာလှည့်စားခဲ့တာတွေကိုမသိခဲ့ပါဘူး။ရွေးချယ်စရာများများပေးပြီးကိုဖြစ်စေခြင်းတော်ကိုရွေးသွားအောင် အကြောင်းပြချက်ကောင်းတွေနဲ့တိုက်တွန်းတက်ဖို့လိုပါတယ်။မဟာကုမနှစ်ခုကိုထူမခြားနာလုပ်လိုက်ပြီးကြံသုံးခုကိုမရွေးဖြစ်အောင်လှည့်ပြောတရားပါမယ် ဖျားပေးပြီးတဖက်လက်ရွေးချယ်ခိုင်းပါကလေးတငယ်တွေနဲ့ကိုပြောတာကိုမှစန့်ကျင်ပြီးတလွဲရွေးတွေရှိတဲ့သူတွေကိုရွေးခိုင်းတဲ့နေရာမှာအတုံးများတဲ့လှည့်ကွက်ဖြစ်ပါတယ်ကိုရွေးစေချင်တာကိုတမင်မရွေးအောင်လှည့်ပြောပြီးရွေးပြစ်သွားအောင်ဖျားပေးပြီးလှည့်စားတာမျိုးဖြစ်ပါတယ်အမှန်တော့ကိုဘကကာကြီးကိုရွေးချင်တာပါဒါပေမဲ့ကာခွေးကိုပဲရွေးဖို့အထန်တန်ပြောပြီးကိုစန္ဒာကိုတမင်စန့်ကျင်မဲ့တိတိကြီးနဲ့တဖက်လက်အယုံသွင်းကွက်ဖြစ်ပါတယ် အကွက်ပြောင်းပြီးတဖက်လက်ရွေးချယ်ခိုင်းပါ1860ခုနှစ်တုန်းကရေနံသရေကြီးဂျွန်တီရော့ဖဲလာဟာရေနံမြေလောက်ကွက်တွေအားလုံးကိုလဝက်ကြီးအုံနိုင်မှုအတွက်အသေးစားရေနံလောက်ကွက်တွေကိုဈေးကောင်းပေးပြီးလိုက်ဝယ်ပါတယ်ထုံးစံတိုင်းရေနံလောက်ကွက်တွေကိုလဝက်ကြီးအုံမခံလို့တဲ့လုပ်ငန်းရှင်တွေကတမကားဖွဲ့စည်းပြီးရေနံသရေကြီးကိုစံချိန်ကြပါတယ်ဤမျိုးစုံသုံးပြီးဖိအားပေးလို့ရပါပေမဲ့အရိအစား ရော့ကဖဲလာကရေနံစီတွေတင်ဖို့တဲ့ဖိုးဆောင်ဆက်သွယ်ရေးယထာကုမ္ပဏီတွေကိုဝယ်လိုက်ပြီးရော့ကဖဲလာနဲ့အလုံးမလုံးရင်မရအောင်စီးပွားရေးလုပ်ွက်ကိုထိန်းချုပ်ဖြစ်လိုက်ပါတော့တယ်။ရေနံထွက်ပေမဲ့တင်ဖို့ပေးမဲ့ကုန်စည်ယထာမရှိတာကြောင့်တောင်ခံနိုင်စွမ်းမရှိတော့တဲ့အစိုးမှာအသေးစားရေနံလုပ်ွက်တွေအားလုံးရောင်းချလိုက်ရပါတယ်။ရွေးချယ်ခွင့်ကိုလျှော့ပြပါဝယ်လကဝယ်ဖို့အချိန်ဆွဲနေကုန်ပစ္စည်းကိုတန်ဖိုးမြင့်တင်ပါဒီနေ့ကဆုံးဖြတ်ဖို့အရေး အချိန်ဆွဲပြီးအလုပ်ကိုနှောင့်နှေးအောင်လုပ်နေရှိသူတွေနဲ့ရင်ဆိုင်ရတဲ့အခါလုပ်ငန်းဆောင်တာချုံးမှုရေးလက်ကွက်ဖြစ်ပါတယ်။ရွေးချယ်ခွင့်တွေကိုတဖြည်းဖြည်းချင်းချုံလိုက်ခြင်းအပြင်ကိုဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်မနေလိုက်နာလာရတဲ့အနေအထားဖြစ်သွားအောင်ပြောင်းလဲလို့ရပါတယ်။တော်အားပေးပြီးရွေးချယ်ခိုင်းပါအယောင်ခွဲပြီးရွေးချယ်ခွင့်ပေးတဲ့နည်းနဲ့တူပါရီ။ဒါပေမဲ့အဆုံးဖြတ်ဖို့အတွက်အချိန်ဆွဲပြီး၄ပြည့်နေရင် အကြောင်းပြချက်တွေထုတ်ပြပြီးတွန်းအားပေးရွေးချယ်ခိုင်းရပါမယ်။ဖြစ်လာနိုင်တဲ့ Andrewry လမ်းကျောင်းဇလန်းတွေနဲ့အယုံသွင်းပြီးကိုဖြစ်စေခြင်းတဲ့အတိုင်းအတာအတွင်းမရောက်ရောက်အောင်တွန်းအားပေးတတ်ရပါမယ်။အဖက်ဖက်ကအချိန်ဆွဲလို့မတတ်တာတို့ရဲ့အစုံချက်ချင်းရွေးချယ်အောင်လုပ်တဲ့လက်ကွက်ဖြစ်ပါတယ်။ပြေပေါက်ဖိတ်ပြီးရွေးချယ်ခိုင်းပါ။တရားရုံးမှာအသုံးပြုကြတဲ့ရှေ့နေလက်ဆွဲလက်ကွက်ဖြစ်ပါတယ်။တရားခံကိုဝန်ခံလာအောင်ဖြစ်နိုင်ခြင်းနှမျိုးနဲ့အကြောင်းပြပြီး တရခဲရဲ့ဇလန်းတွေကနေဟာကွက်ထုတ်တဲ့ညီမျိုးဖြစ်ပါတယ်။မတူညီတဲ့ဇလန်းတစ်ခုနဲ့တခြားလန်ကျုပ်ဇလန်းပြောလို့မရအောင်ပြေးပေါက်ပိတ်ပြီးစကားအစ်ထုတ်တဲ့ညီမျိုးပဲဖြစ်ပါတယ်။မတတ်တာရဲ့အဆုံးမှာကိုပြောတဲ့ဇလန်းရဲ့ကြိုးချောင်းစီလျော်မှုမရှိတဲ့အချက်တွေပဲအပြစ်ကိုဝန်ခံသွားအောင် ရွေးချယ်ခွင့်ကျုံလိုက်တဲ့လက်ကွက်မျိုးဖြစ်ပါတယ်။ကိုလျပင်ကိုကိုရိုင်းကြိုးခွင့်ဆိုအောင်အတင်းအယောက်ပိုးတဲ့ညီလေးဖြစ်ပါတယ်။သူများကြောင့်ရလာတဲ့ဒံယာနာဒရာထက် ကိုယ့်ရဲ့မတိမိုင်မဲမှုကြောင့်ရွေးချယ်မှုအမားအရေကို လုံးမိခြင်းက အစာပေါင်းများစွာနာကျင်ခံစားရသည်။မာခိယာဗယ်လီအခုတင်ဆက်ပေးကြတော့နေဥပရေတ31နိုင်ဖဲနေတာကစားပါဆိုရက်နေဥပရေတပဲဖြစ်ပါရခင်ဗျာ။ဒီနေဥပရေတလေးကနေပြီးတော့ကျွန်တော်တို့ဒီနေ့လောကကြီးမှာတပတ်သားကိုကိုလိုခြင်းနဲ့ရွေးချယ်မှုတွေလုပ်နိုင်အောင်လို့ဘယ်လိုမျိုးတိုက်တွန်းတတ်ရမလဲဆိုတာတွေကိုလေ့လာခဲ့ရမယ်လို့ယူဆပါရခင်ဗျာ။ ောက်တစ်ပုံမှာလေနေဥပရေသ32အကြိုက်ဆောင်ပြီးကိုကျိုးရှာပါဆိုရဲနေဥပရေသကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုနားတော်တာဆင်မိကြပါအောင်ခင်ဗျာ